25ခုနှစ်နိုဝင်ဘာလ24ရက်ဒီနေ့တင်းနာနေ့အတွက်ခုနှစ်သားမီးအားလုံးတို့ရဲ့ numerology ကဏ္ဍပြင်ရကတော့စိတ်ပင်ပန်းမှုလေးတွေဖြစ်တတ်ရတတ်တယ်။ကြောင်းလိုက်တဲ့ကြားမှာပရိပခတ်ဖြစ်တတ်တယ်။အလုံးကြောင်းပြောဆိုထားတဲ့ကိစ္စတွေအချိန်ရွှေ့ပြောင်းတာတို့ငွေပေးငွေယူကိစ္စတွေအချိန်ရွှေ့ပြောင်းတာတို့အပြောင်းလဲတွေကြုံတတ်တယ်။အခက်အခဲတွေအနောက်ချက်တွေကနေကင်းသွားမှတော့ငကယုံဖျားငကားမိုးထားတဲ့ဖျားကို တပြင်းညွန့်ဆင်ညွန့်လှူလိုက်တဲ့နေ့ဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတနေ့တာလုံးကံထူးကောင်းမှုအတွက်ဆိုရင်တော့ခொနည်းတိုင်းများအနေနဲ့မနေ့စောစောမျက်နှာတည့်တဲ့အခါမှာသူကတော်ဆိုတဲ့ဂုံတော်ကိုအချိန်ချင်းပွားထုံပြီးတော့မျက်နှာတည့်ခြင်းအဖြစ်တိတိတသာသာမျက်နှာပန်းပွင့်တနေ့တာလုံးကံပွင့်လက်ပွင့်ပါလိမ့်မယ်ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအားလုံးပညာကံခွင့်ကောင်းရဖို့အတွက်အနောက်ရှက်အန္တရာယ်ကင်းဖို့အတွက်ဆိုရင်တော့ဒီနေ့မှာမနေ့စောစောမြတ်စွာဘုရားရှင်ကို တော်တို့တစ်ခွက်လှူဒန်းပြီးဆူတောင်းကြပါခင်ဗျာဒီနေ့မှမိကျူးတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာ ਈ အတွက်ကတော့မာဘုဗေလနီယတနင်္ဂနွေတနင်္လာနေ့ဖွားပုတိဘွားဇာတာရှင်များဖြစ်ကြပါတယ်ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်အလှကတော့စွန့်ငံဖုန်ကြီးကိုအသီးမျိုးစုံလှူဒန်း၍ဒီနေ့မွေးနေ့အတွက်ဆူတောင်းပြုလိုက်ပါခင်ဗျာဒီနေ့မှအကျိုးပေးတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကန်ကောင်းဖို့အတွက်ဆိုရင်တော့ ညောင်မင်းကိုရေသွန်းလောက်ပြီးငွေဝင်ပါစေငွေကန်ကောင်းပါစေဆုတောင်းလိုက်ကြပါခင်ဗျာဇေယောင်းကောင်းမလို့တက်ကတော့ဆိုင်ရှိမျက်နှာသာကိုမျက်နှာမူပြီးမြေပဲလော်အနှဲငယ်ဆိုင်ဇေယောင်းကောင်းမလို့တက်ဆုတောင်းလိုက်ကြပါခင်ဗျာအယောင်းထိုင်နေတဲ့ကိုမျိုးစည်းတွေအယောင်းတက်ဖို့အတွက်ကလည်းပဲကိုရွံခရစ်တရားနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးအယောင်းတက်ဖို့အတွက်ဆုတောင်းလိုက်ကြပါခင်ဗျာအမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတွေအတွက်ကောင်းမှုကောင်းကျိုးဖြစ်ဖို့လို့ဆိုမြတ်စွာဘုရားရှင်အား အနီရောင်ဖြော်ရည်လှူဒန်းပြီးဆူတောင်းလိုက်ကြပါခင်ဗျာကျမ်းမာရေးညနေတဲ့သူတွေအတွက်ဓာတ်စာဖြစ်ခါတာဒီနေ့မျိုးမှာနန္ဒတိသွမှုနန္ဒယုသွမှုနန္ဒဖြော်ရည်ဟာဓာတ်စာဖြစ်မိဝတ်နိုင်ပါတယ်ခင်ဗျာအချီအိမ်တော်ရဲ့မေတ္တာရေးကိစ္စတွေအစင်မမေတ္တာရေးကိစ္စတွေပฏิပခတ်တွေအစင်မပြေတဲ့နေ့လွတ်မြောက်ဖို့လို့တော့ကတော့ဒီနေ့မှာဆွမ်းကန်ဖုန်းကြီးကိုတကြားလှူပြီးဆူတောင်းလိုက်ကြပါခင်ဗျာ